ရသခင်ဂျေဇုတော်ချီးမွမ်းပါလေကျွန်တော်တို့နှုတ်ကပတ်တော်အားဖြင့်တူတူကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်တရား၁၈ခုမြောက်သောစာလံအပိုင်ငယ်တေထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ဂယုဏတော်အစဉ်အမြဲတည်သောကြောင့်ဂုံဂျေဇုတော်ကိုချီးမွမ်းကြလောဘုရားသခင်ဟာအင်မတန်ကောင်းမြတ်တဲ့ဘုရားသခင် ဖြစ်ပါတယ်ဘုရားရဲ့ဂယုဏတော်ကတဲ့အစဉ်အမြဲတည်တယ် အတိတ်ဘယ်ကတော့ဘုရားသခင်ကကျွန်တော်တို့ကိုအင်မတန်ချစ်တယ်ဘုရားဖြစ်တယ်ကျွန်တော်တို့ဘုံမှာသူ့ရဲ့ကယူနာတော်ကခဏပဲတည်တာမဟုတ်ပါဘူးအစဉ်အမြဲတည်တယ်ဆိုတာကိုသမာကျမ်းစာကဖော်ပြတယ်ဒါကြောင့်ဘုရားကအင်မတန်မှကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကိုမာစားခြင်းနဲ့ဖရာယေရှုပြုခြင်းနဲ့ဖရာကျွန်တော်တို့အပေါ်မှာသူ့ရဲ့ကိယူနာတော်ကအစင်မြဲတည်တဲ့အတွက်ကြောင့်တဲ့ဂုံယေရှုတော်ဖရာရဲ့ဂုံတော်ဖရာရဲ့ယေရှုတော်တွေကိုချီးမွမ်းပါလို့တမန်ကျမ်းစာကတိုက်တွန်း ထားပါတယ်ဒီနေ့ကျွန်တော်ဘုရားအသက်တာထဲမှာဖះကိုဘာကြောင့်ချီးမွမ်းရတာလဲတချို့ကဘုရားသခင်ကိုချီးမွမ်းလိုက်ရင်အသက်တာထဲမှာလွတ်မြောက်သွားမယ်ဘုရားသခင်ကိုချီးမွမ်းရင်ကောင်းကြီးရမယ်ဘုရားသခင်ကိုချီးမွမ်းရင်အသက်တာထဲမှာဒီနေ့လမ်းတွေပွင့်သွားမယ်ကျွန်တော်ဘုရားအသက်တာထဲမှာတခုခုရကျင်လို့တခုခုဖြစ်ကျင်လို့ဘုရားကိုချီးမွမ်းတာမြို့လားဒီနေ့သင်ရတဲ့အသက်တာထဲမှာဘုရားကိုဘာကြောင့်ချီးမွမ်းတာလဲ ။တမချန်းစာကတော့ပြောပါတယ်။ဖယားကတိတ်ကောင်းနေ။ဖယားသခင်ဂိယူနာတော်ကအရှင်မြဲတည်တယ်။ဖယားကသင်ကိုအမြဲတမ်းကြည်စုပြုနေတဲ့ဖယားဖြစ်တယ်။ဒါကြောင့်မို့ဖယားသခင်ကောင်းတဲ့အတွက်ကြောင့်ဖယားရဲ့ဂိယူနာတော်အရှင်မြဲတည်တဲ့အတွက်ကြောင့်ဂုံကြည်စုတော်ကိုချီးမွမ်းပါလို့နှုတ်ကပတ်တော်ကတိုက်တွန်းဖော်ပြထားပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကလွတ်မြောက်ခြင်းတို့ဖះအောင်ချီးမွမ်းတာလား။ကောင်းကြီးရခြင်းတို့ဖះအောင်ချီးမွမ်းတာလား။ကျွန်တော်တို့ကတခုခု အကျိုးခံစားခြင်းတို့ဖះကိုချီးမွမ်းတာလား။ဒါမှမဟုတ်ဖះကောင်းလို့ ဖခင်ရဲ့ဂယုနာတော်ကို ခံစားရလို့ဖခင်သခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုခံစားရလို့မနေနိုင်လို့ချီးမွမ်းတာမျိုးလားဒီနေ့သင်ပွားကြောင့်ချီးမွမ်းလဲဆိုတော့ကို ပြန်ပြီးတော့တတိပြုစင်ကြံမှုဖြစ်ပါတယ်ကျောတမကျမ်းစာထဲမှာ ပေါလုနဲ့တိလာတို့သူတို့နတ်ဝင်တဲ့အမျိုးသမီးခလီမလေးစီကနေပြီးတော့နတ်ကိုနှင်ထုတ်လိုက်တဲ့အခါမှာယေရှုနာမနဲ့အဲ့ဒီနတ်ဆိုးကိုနှင်ထုတ်လိုက်တဲ့အခါမှာ အဲ့ဒီကလေးမလေးကိုအမိပြုတ်ပြီးတော့လှုပ်ရှားတဲ့သူတွေကမကျေနပ်ပဲနဲ့ပေါ်လူနဲ့သီလာကို ထောင်ထဲကိုကြောက်အောင်လှုပ်လိုက်တယ်။ပေါ်လူနဲ့သီလာကို ရိုက်နှက်ပြီးတော့ထောင်ထဲမှာယောက်သွားတယ်။တန်ရာတွေနဲ့သွေးတွေနဲ့တကယ်ကိုနာကျင်စွာနဲ့သူတို့ကအကျဉ်းထောင်ထဲမှာယောက်သွားတယ်။ဖျားအမှုတော်လည်းဆောင်းဝါသေးတယ်။နတ်ဆိုးလည်းနဲ့ထုတ်ဝါသေးတယ်။သူတို့အတ္တထဲမှာဖျားအတွက်လည်းလှုပ်ဝါသေးတယ်။ဒုက္ခဆင်းရဲခြင်းနဲ့ကြုံတွေ့တယ်။ဘာကြောင့်လဲ။သူတို့ဖျားနဲ့မှားလို့လား။ တို့မဟုတ်တာလို့လို့လားမဟုတ်ပါဘူးဖះနဲ့မှန်ရဲ့သားနဲ့ထောင်ထဲကိုရောက်သွားတယ်ဒုက္ခအခက်ခဲတွေကိုရောက်သွားတယ်ပြဿနာတွေကိုရောက်သွားတယ်မမအဲ့ဒီအခက်ခဲတွေဒုက္ခဆင်းရဲခြင်းတွေထဲမှာ ပေါ်လူနဲ့တိလာကမကြီးတွားခဲ့ပါဘူးတို့စိတ်မပြတ်ပါဘူးတမန်တော်ဝတ္ထုအခန်းကြီး16အပိုင်းငယ်25မှာဘာခေါ်ပြလဲဆိုရင်တော့တကောင်အချိန်၌ပေါ်လူနဲ့တိလာတို့သည် ပထနာပြု၍ဖះသခင်ကိုချီးမွမ်းလျက်တခြင်းဆိုလေ၏ ထောင်ထဲမှာနှောင်ဖွဲ့ခြင်းကိုခံရသောသူတို့သည်နားထောင်ကြ၏။သကောင်ချိန်မှာ အင်မတန်မှမှောင်မိုက်တဲ့သကောင်ချိန်မှာပေါ်လူနဲ့သီလာတို့ဟာဖရာကိုဆုတောင်းပတ္ထနာပြုတယ်။ပြီးတဲ့အခါမှာဖရာသခင်ကိုချီးမွားတဲ့ခြင်းဆိုတယ်လို့ကျမ်းစာထဲမှာဖော်ပြပါတယ်။ပေါ်လူနဲ့သီလာတို့ဖရာကိုဆုတောင်းတယ်ချီးမွမ်းတယ်ဘာအတွက်လဲ။ဖရာသခင်ထောင်ထဲကနေလွတ်ဖို့မှာစားပါ ဒီမှာဒံယာတွေနဲ့ကိုရောတို့အမှုတော်လဲဆောင်ပါသေးတယ်ဒီမှာဒံယာတွေနဲ့ကျွန်တော်နာကျင်တယ်ဒီထောင်ထဲမှာမနေခြင်းဘူးထောင်ထဲကနေလွတ်ဖို့အတွက်ကျွန်တော်ကိုမဆပါလို့ဆုတောင်းပြီးတော့ချီးမွမ်းတာမျိုးလားမဟုတ်ပါဘူးသူတို့ရဲ့ဘဝအတ္တဓာတ်ထဲမှာအထဲထဲမှာမနေနိုင်လို့ချီးမွမ်းတာဖြစ်တယ်ထောင်ထဲကနေလွတ်ဖို့ဒီတန်ကျိုးတွေနဲ့ချီနှောင်တာနဲ့ဒီထောင်ထဲကနေကြားထဲမှာမနေခြင်းလို့ဖရဲသခင်လွတ်မြောက်ပါဆိုပြီးတော့သူတို့ကချီးမွမ်းတာမျိုးမဟုတ်ပါဘူးလွတ်မြောက်ဖို့ချီးမွမ်းတာမဟုတ်ဘူးနော် အထဲထဲမှာလွတ်မြောက်နေလို့မနေနိုင်လို့ဖះကိုချီးမွမ်းတာဘောလုံးနဲ့သီလာတို့ရဲ့ချီးမွမ်းခြင်းကထောင်ထဲကနေလွတ်ဖို့အတွက်ချီးမွမ်းတာမျိုးမဟုတ်ပါဘူးအထဲထဲမှာလွတ်မြောက်ပြီးသားဖြစ်တယ်သူတို့ကိုဘယ်အရာကမှချီနှောင်လို့မရအောင်ထောင်ထဲမှာရှိနေပါစေတန်ကြိုးတွေဘလောက်ပဲသူတို့ခတ်ထားပါစေဘယ်အရာကမှသူတို့ကိုချီနှောင်လို့မရအောင်သူတို့ကလွတ်မြောက်ပြီးသားဖြစ်တယ်လွတ်မြောက်ဖို့ချီးမွမ်းတာမဟုတ်တော့လွတ်မြောက်တော်သူဖြစ်လို့ချီးမွမ်းတာဖြစ်တယ်အဲ့ဒီအတွင်းထဲမှာလွတ်မြောက်နေသောကြောင့်မနေနိုင်လို့ တကောင်းရန်အချိန်မှာဘုရားကိုဆုတောင်းပတ္ထနာပြုပြီးတော့တချင်းဆိုတဲ့ချီးမွမ်းနေအဲ့ဒီလိုချီးမွမ်းခြင်းအတန်ကိုတဲ့ထောင်ထဲမှာရှိတဲ့ချုံအောင်ကြီးကိုခံတော်သူတွေကနားထောင်နေအဲ့ဒီလိုချီးမွမ်းလိုက်တဲ့အခါမှာအတွင်းထဲကလွတ်မြောက်တဲ့အရာကအပြင်းမပါလက်တွေတက်သိဖြစ်လာတယ်။ထောင်ချီရင်ကပြင်းစွာလှုပ်ပြီးတော့တဲ့ထောင်တကားရှိသမျှတို့ကပွင့်သွားတယ်။တန်ကျိုးတွေကပြုတ်ထွက်သွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တမန်ကျမ်းစာထဲမှာတွေ့ရပါတယ် ဒါကြောင့်မို့ပေါ်လူနဲ့သီလာတို့ရဲ့ချီးမွမ်းခြင်းကိုကြည့်တဲ့အခါမှာသူတို့ကလွတ်မြောက်ခြင်းလို့ချီးမွမ်းတာမဟုတ်ပါဘူးလွတ်မြောက်နေလို့ချီးမွမ်းတာဖြစ်တယ်အဲ့ဒီချီးမွမ်းခြင်းအတွင်းထဲကလွတ်မြောက်ခြင်းရဲ့တပ်တွေကလည်းချီးမွမ်းလိုက်တဲ့အခါမှာအပြင်မှာလည်းလက်တွေတပ်တွေထူတယ်ဆိုတာတွေ့ရတယ်အဲ့ဒီချီးမွမ်းခြင်းလွတ်မြောက်ခြင်းရဲ့တပ်တွေကြောင့်ထောင်မှုနဲ့သူ့ရဲ့မိသားစုတွေအလုံးပြောင်းလဲသွားတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဒါကြောင့်မို့ခြေတော်ညောက်စီတိုင်းသင်ဖျားကိုချီးမွမ်းကိုးကွယ်တာဘာကြောင့်လဲ လွတ်မြောက်ခြင်းလို့ချီးမွမ်းတာလားလွတ်မြောက်တော်သူဖြစ်လို့ချီးမွမ်းတာလားသင်ကလွတ်မြောက်တော်သူဖြစ်တယ်နော်ဘသူအားဖြင့်လဲဆိုတော့ယေရှုခရစ်တော်အားဖြင့်သင်ကလွတ်မြောက်တော်သူဖြစ်တယ်ဒါကြောင့်မို့လွတ်မြောက်ဖို့ချီးမွမ်းတော်သူမဖြစ်ပါစေနဲ့လွတ်မြောက်ခြင်းကိုခံရတော်ကြောင့်ချီးမွမ်းတော်သူဖြစ်ပါစေအဲဒီလွတ်မြောက်ခြင်းကိုခံရတော်သူရဲ့ချီးမွမ်းခြင်းကအပြင်းမာပါသက်သေထူတဲ့ဖရာဖြစ်ပါတယ်သင်ဟာကောင်းကြီးရဖို့အတွက်ဘုရားကိုချီးမွမ်းကိုးကွယ်တော်သူမဖြစ်ပါစေနဲ့။သင်ဟာကောင်းကြီးခံတော်သူဖြစ်ပြီးသား။ ကောင်းကြီးခံရတော်သူဖြစ်လို့ဖះကိုချီးမွမ်းတော်သူဖြစ်ပါစေ။သင်ကတခုခုအကျိုးရဖို့အတွက်ဖះကိုချီးမွမ်းတော်သူမဖြစ်ပါစေနဲ့။ဖះကသင်ကိုအကျိုးပေးပြီးသားပါ။ဖယားသခင်ရဲ့အကျိုးကျေးဇူးတွေကိုယေရှုခရစ်တော်အပြင်သင်ဟာခံစားရပြီးသားပါ။ဒါကြောင့်မို့ဖယားသခင်ရဲ့ကောင်းကြီးကိုခံစားတော်သူဖြစ်သောကြောင့်လွတ်မြောက်တော်သူဖြစ်သောကြောင့်ဖယားသခင်ရဲ့မဆာခြင်းဂယုဏတွေကိုခံစားတော်သူဖြစ်သောကြောင့်ဖယားသခင်ရဲ့ကောင်းကျေးဇူးတော်ကိုချီးမွမ်းတော်သူဖြစ်ပါစေ။ဒါကြောင့်မို့သင်ပါကြောင့်ချီးမွမ်းလေ။ဖယားကောင်းလို့ချီးမွမ်းတော်သူဖြစ်ပါစေ။ ပင်ပွားကြောင့်ချီးမွမ်းလေဖခင်ကယုနာတွေဖခင်ရဲ့မေတ္တာတွေကိုဖခင်ရဲ့မဆာခြင်းကျေးဇူးတွေကိုနေ့စဉ်ခံစားလို့ချီးမွမ်းတော်သူဖြစ်ပါသည်ဘောလုံးနဲ့သီလာကတော့ဘလောက်ပဲထောင်ထဲရောက်ပါစေဘလောက်ပဲဒုက္ခဆင်းရဲကြုံပါစေဘလောက်ပဲခန္ဓာကိုယ်ကနာကျင်နေပါစေဘလောက်ပဲရိုက်နှက်ခံထားပါစေအတွင်းထဲမှာလွတ်မြောက်နေသောကြောင့်သူတို့ချီးမွမ်းရခြင်းဖြစ်ပါတယ် ထောင်ထဲကလွတ်မြောက်ခြင်းလို့ချီးမွမ်းတာမဟုတ်ပါဘူး။တန်ကြိုးတွေကနေတော့လွတ်မြောက်ခြင်းလို့ချီးမွမ်းတာမဟုတ်ပါဘူး။အထဲထဲမှာလွတ်မြောက်နေတော့ကြောင်းချီးမွမ်းပါတယ်။အဲ့ဒီချီးမွမ်းခြင်းရဲ့တသက်ကလည်းအပြစ်မှာလာပြီးတော့ထင်ရှားတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ခြေတော်ကြောင့်စီတိုင်းဖရာသခင်ကကောင်းမြတ်သောကြောင့်ဂယုဏတော်အစဉ်မြဲတည်သောကြောင့်ကုန်ကျေးဇူးတော်ကိုချီးမွမ်းတတ်တော်သူဖြစ်ပါစေ။တခုခုလိုရင်လို့လွတ်မြောက်ခြင်းလို့ချီးမွမ်းတော်သူမဖြစ်ပဲနဲ့လွတ်မြောက်တော်သူဖြစ်လို့ချီးမွမ်းတတ်ပါစေ။ အဲဒီလွတ်မြောက်တော်သူရဲ့ချီးမွမ်းခြင်းကအပြင်းမသာဘုရားသခင်ရဲ့တပ်သိထူခြင်းမာဇာခြင်းကောင်းကြီးကိုခံစားမယ်ဆိုတဲ့အကြောင်းကိုဝင်းကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ